ဆက်လာပြီလေဟယ်လိုဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะ ဒီနေ့ကတော့ထူးထူးခြားခြားမဟုတ်ပဲနဲ့ဒီကြက်ဥကြော်ထမင်းဆိုင်လေးကိုတင်လိုက်ပါတယ်ဒီကြက်ဥတွေဟိုမှာဒီယူရီးယားအကင်လေးတွေအသားလေးတွေမိုလေးတွေဝတ်ဥချောင်းလေးတွေပြီးတော့အသီးအနှံစုံလေးတွေရဲ့ပြီးတော့အရွက်ကလေးနည်းနည်းပါးပါးတို့ငယ်ဥသီးလေးတွေလို့အဲ့လိုမျိုးလေးတွေကိုရောပြီးတော့ cloud မွေကြော်ပေးတဲ့ဆိုင်လေးပါ ရွေးချယ်စရာတွေကတော့အများရှိရပေါ့နော်အဲ့ဒါအောင်မကိုစားမဲဒီကြက်ဥတစ်လုံးလားနှလုံးလားသုံးလုံးလားအဲ့ပေါ်ကွာချတော့မှာပါဒီလိုမိုးဆိုင်လေးတွေအများကြီးရှိတာကိုမှဒီလိုဆိုင်တွေကလည်းတဆိုင်နဲ့တဆိုင်အထာတွေလည်းမတူကြပါဘူးတချို့ဆိုင်တွေကကျတော့ဒီလိုပကံတသေးလေးနဲ့ယူရတာမျိုးမဟုတ်ပဲနဲ့သူတို့ကြောက်ခလောင်မဲ့ပကံတွေကိုမှကိုကလက်ညှိုးထိုးပြရတဲ့လားဆိုရင်ကိုလက်ညှိုးချိုးပြရတဲ့ဟာတွေအကုန်လုံးကိုသူကထည့်ပေးတာပေါ့နော် အခုကတော့ခွက်တက်တလေးနဲ့ပဲဆိုတော့နည်းနည်း limit လေးနဲ့ဖြစ်နေတယ်လို့လို့ဖြစ်နေရပါဘို့လို့သူတို့ကိုယ်တိုင်ထည့်ပေးတဲ့စိုင်မျိုးဆိုရင်တော့သူတို့ကဟိုကွက်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 ဆိုတော့နည်းနည်းပိုးပါတာပေါ့နော်တခြားစားနေကြဆိုင်ရကြတော့ဒီကြက်ဥသုံးလုံးနဲ့ဆိုရင်ဘတ်55ကျမှာပါဒီဆိုင်ရကြတော့ကြက်ဥသုံးလုံးနဲ့ဆိုရင်တောင်မှဘတ်က45ဘတ်ပဲကျမှာမို့တိတ်တော့မစိုးဘူးပေါ့နော် ပြီးတော့ဒီ site မှာကျတော့ဒီ Thai ငပိပျော်လေးပေါ့နော်ငပိရေပျော် style လေးအဲ့လိုလေးရှိနေလို့လားစားလိုက်တာပါဒီ site မှာကျတော့ကြက်ဥတစ်လုံးနဲ့ဆိုရင်ဘတ်30ကြက်ဥနှစ်လုံးနဲ့ဆိုရင်35ဘတ်ကြက်ဥသုံးလုံးနဲ့ဆိုရင်တော့ဘတ်45ဘတ်ကျမှာပါ45ဘတ်ဆိုရင်မြန်မာငွေနဲ့တော့ပြန်တွက်ကြည့်မယ်ဆိုရင်တော့6000လောက်တော့သွားမှာပေါ့နော်ကျွန်တော်အခုစားထားတာကြတော့ဒီကြက်ဥ၃လုံးနဲ့45ဘတ်တန်ပါ အရသာလေးကတော့သူ့ဟာနဲ့သူအဆင်ပြေပေါ့နော်စားတာလည်းအဆင်ပြေပါတယ်နည်းနည်း sauce ကတော့ဆန်းတာနည်းနည်းပုံများသွားပါတယ်ဒီငပိရေပြောကြတော့ဒီမြန်မာငွေတက်ပါတာမျိုးမဟုတ်ဘဲနဲ့ဒီထိုင်းစတိုင်ငပိရေပြောလေးရင်ရင်လေးနဲ့ကောင်းကောင်းလေးပေါ့နော်ပြီးတော့ဒီငွေဥတီကလည်းငွေနေရမျိုးမဟုတ်တာမလို့ကျွန်တော်တော့ကြိုက်တယ်ပေါ့နော်ဟိုတချို့ဆိုင်တွေဆိုရင်ငွေဥတီစားလိုက်တယ်ဆိုရင်လည်းအဲ့လိုအရန်ငယ်နဲ့အရသာမျိုးထွက်လို့ပါ ပြီးတော့ကျုပ်တစ်လုံးဆိုရင်30နှလုံးဆိုရင်35သုံးလုံးဆိုရင်45ဆိုတော့ခါကြတော့ဒီနှလုံးနဲ့သုံးလုံးကြာမှာဆိုဘတ်တဆာရဲ့กว่าသွားတယ်ပေါ့เนาะတကယ်တမ်းဒီ best option ဆိုရင်တော့ဒီကျုပ်နှလုံးလောက်နဲ့ဆိုရင်35ဘတ်ဆိုရင်တော့တော်တော်တန်သွားတာပေါ့เนาะထမင်းဖြူလေးကတော့ဒီပူပူနွဲ့နွဲ့လေးဆိုတော့ဒီကြက်ဥနဲ့တွဲဖက်စားရဆိုတော့ကောင်းပါတယ်ကျွန်တော်တို့ကဒီလမ်းဘေးဆိုင်လေးဆိုတော့ဒီနည်းနည်းကားတန်လေးတော့နည်းနည်းစုမယ်ပေါ့နော် ကျောက်ကျော်လေးရဲ့အဲ့ငပီလေးရဲ့ငရုတ်သီးလေးရဲ့သမင်းဖြူလေးရဲ့ရောစားလိုက်တာတော့တော်တော်ကိုအဆက်ဟတ်ရှိပြီးတော့ကောင်းလာပါတယ်။ပြီးတော့ထိုင်းမှာကျတော့ကျောက်တလုံးဆိုရင်ကိုဒီအစိမ့်ဝင်မယ်ဆိုရင်ကိုဘက်က၅ဘက်ဖြစ်နေတာပေါ့နော်။ဒီကျောက်သုံးလုံးဆိုတော့15ပြီးတော့သမင်းကလည်း30ဘူးလောက်ရှိရဲဆိုတော့ဒီ25အဲ့ခါကျတော့ကြော်ကားတို့စီဘိုးတို့ဒီအစာပလာဘိုးတို့ဒီငပီဘိုးတို့ နေသီးတော့ဘာမှမကြောက်နဲ့ဆိုရင်တော့သူဟာနဲ့သူတော့တန်တယ်လို့ပြောနိုင်ပါတယ်ပေါ့နော်ကျွန်တော်လည်းဒီညညဆိုရင်ကပောင်းစားလိုက်ဒီကွတ်တီယိုစားလိုက်ဟိုကွတ်တီယိုနဲ့ကပောင်းနဲ့ပဲလှည့်နေတာဆိုတော့တခါတလေဒီလိုမိုးလေးစားကြည့်တာတော့အဆင်ပြေသွားပါတယ်တခါလေးကြတော့လေဒီထိုင်းမှာနေတာညညဆိုရင်ဘာစားရမလဲကိုမသိဘူးပါနော် ကိုအင်ကိုချက်မယ်ဆိုရင်လည်းဒီမီတာခကုံနာရောခွဲရောက်ဘာညာကွကဆေးရရနဲ့ဆိုတော့နည်းနည်းအလုံးရှုပ်တော့ကျွန်တော်လည်းတစ်ခါလေကြာရင်ဖူဆန်လျှောက်စားကြည့်ဒီဆန်လျှောက်သားကြည့်လျှောက်လျှောက်စားကြည့်နေတာပါအဆုံးတွေ့ကြည့်ပေးလို့တအူးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော်မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေအားလုံးပဲပိုင်းပိုင်ပါနောက်ဘလော့လေးမှာပြန်တွေ့ပါမယ်